ဲချင်းတို့ရေဒီဗီဒီယိုဖိုင်လေးကိုဆွမ်းအောင်ကြည့်သွားပါတော့။အထူးကဒီမှာပြောချင်တာကဘာလဲဆိုတော့ဒီမှာကြည့်ကြည့်ပါတော့သူငယ်ချင်းတို့နော်။အလားကြိုက်တဲ့မမတွေအလားကြိုက်တဲ့ညီမလေးတွေပေါ့နော်။ဒီမှာကြည့်ကြည့်ပါတော့။အာလှချင်လို့ဘာလဲ။သွားပြင်တာပေါ့နော်။ဒီမှာကြည့်ကြည့်ပါတော့မျက်နှာတစ်ခုလုံးကရရှိရမရှိတော့ဘူးပေါ့နော်။အိုးဒါကြောင့်မို့လို့အမေပေးထားတဲ့ အမေပေးထားတဲ့အတိုင်းလေးပဲလှအောင်နေကြပါလို့ပြောချင်တယ်ပေါ့နော်ခွဲလိုက်စိတ်လိုက်တယ်အခုဆိုရင်ជីជីငွေလဲကုန်တယ်လူလဲရုပ်ကအရင်ထက်တောင် ပိုဆိုးသွားပြီပေါ့နော်အဲ့ဒါကြောင့်ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်အာအမေပေးထားတဲ့အတိုင်းလေးပဲထိတ်ကိုကိုကို အမေပေးထားတာလေးကိုပဲထိတ်ထိတ်တိတ်တိတ်နဲ့လှလှပပလေးပြင်ပြီးတော့နေကြပါလို့အကြံပြုချင်တယ်ပေါ့နော် အာဆရာဝန်တွေဆိုတာကလည်းသူတို့ကလည်းသူတို့လေးလာတဲ့ဤပညာအရာ သူတို့တွေလည်းလောက်ကြတာပဲပေါ့နော်ပတ်ဆက်ရပြီးသွားပြီဆိုရင်လည်းသူတို့လည်းတကူရှင်နေမှာမဟုတ်တာပေါ့နော်သူတို့လည်းအခုလိုလိုက်ပြီးတော့လုပ်ပေးလို့တော့ရမှာတော့မဟုတ်ဘူးပေါ့နော်ဒါကြောင့်မို့လို့ကိုကိုဥပမာဘလိုပဲဖြစ်ကိုကိုချစ်တဲ့သူကချစ်မှာပဲပေါ့နော်ကိုကိုချစ်တဲ့သူကချစ်မှာပဲဘလိုပဲဖြစ်လာသည်ဖြစ်စေမလာသည်ဖြစ်စေပေါ့နော် အခုတော့ဒီမှာជីជីပေါ့နော်လှကျင်လို့သွားပြင်တာဒီမှာဗာလဲဒီမှာជីជីအခုတော့ငွေလဲကုန်နဲ့စိတ်သောကတွေလဲရောက်ရတယ်ပေါ့နော်အဲ့ဒီအဖြစ်မျိုးကိုရောက်သွားတာပေါ့နော်ဒါကြောင့်မို့လို့အာလှချင်တဲ့မမတွေလှချင်တဲ့ညီမလေးတွေနော်ဒီလိုမျိုးတွေသွားပြီးတော့မလုံးနဲ့လို့ပြောချင်တယ်ပေါ့နော်နားထောင်ជីជីဒါသူ့ရဲ့ရင်တွင်းဖြက်သူ့ရဲ့ကိုယ်တွေအကျွတ်တွေ့ကြုံနေอืม อืมအဲ့ဒီစားရည်လေးနေစားရည်ရလို့ပြောနိုင်တယ်။อืมစကားပြောနိုင်တယ်ออนไลน์တယ်။အဲ့လိုမျက်နှာကြီးတွေအဲ့လိုဖြစ်နေ။အခါကမစားနိုင်တော့ဒီအားရည်ရလေးနေ။อืมအများကြီးစိတ်ချင်းရမှာဆိုလို့ဒါကိုယ်မှာစေးတောက်တောက်ပြီးတော့อืม တကယ်တော့မခံနိုင်တော့ဘူးอืมဒါလှချင်လို့ပပြင်းလိုက်တာပေါ့နော်ជីជីပေါ့နော်ကဲလှချင်ချာလေးလားလို့ပေါ့နော်ဒီမှာជីជីကျွန်တော်တကယ်ချင်းလေးဆိုကျွန်တော်မြေပြောတယ်ပြောရတယ်ဘယ်လိုမျိုးပြောရလဲဆိုရင်သူတို့တွေဆိုရင်အမြဲတမ်းပြောရင်ငါဘာလေးသွားလှုပ်ချင်တယ်ဒါလေးလှုပ်ချင်တယ်မလှုပ်နဲ့ပြောတယ် ဘလိုပဲဖြစ်ကိုချစ်တဲ့သူကချစ်မှာပဲဘောနော်ကိုကိုလှနေဖြစ်ဖြစ်လှသည်ဖြစ်ဖြစ်ကိုချစ်တဲ့သူကချစ်ကိုချစ်မှာပဲဘောနော်ကိုလှုပ်เสียရှိတာကိုပဲကိုလှုပ်ကိုကိုကိုလက်ရှိရထားတာလေးကိုပဲကိုကျေနပ်ကိုကိုကိုပဲရှိထားလက်ရှိရှိထားတာလေးကိုအလှအောင်ပြင်ပြီးတော့နေကြပါလို့ပြောချင်တယ်ဘောနော်ကျွန်တော်တကယ်ကျေးဇူးလို့ရှိရင်လာပြောပြတယ်ဘောနော်အကိုအာကျွန်မတော့ဒါလေးပြင်ချင်တယ်ဒါလေးလှုပ်ချင်တယ်ကိုပြောပြရင်သူမလုံနဲ့လှနေပြီလားသူလှမှာပဲဘောနော်လှလို့ ချစ်တာတဲ့ကိုလက်ရှိဘဝလက်ရှိဖြစ်နေတဲ့အရာကိုလက်ခံနိုင်တဲ့သူတွေရှိတယ်လို့လက်မခံနိုင်တဲ့သူတွေလည်းရှိတာပဲလက်မခံနိုင်တဲ့သူတွေရှိတော့လည်းဘာအရေးလဲဥပမာပေါ့နော်ကိုလုံးမကိုစားကြရတာပဲဒီပေါ့နော်အဲ့ဒါကြောင့်မို့လို့အလှကြိုက်တဲ့မမတွေညီမလေးတွေပေါ့နော်ကိုဘာသာနဲ့ကိုပဲလှအောင်နေပါလို့ပြောချင်တယ်ပေါ့နော်ဥပမာ ပြောရမယ်ဆိုရင် အခုခက်ဆိုလို့ရှိရင်အရန်ကိုမှဟိုမြန်ဆန်နေလို့နော် ပြောချင်တာကတချို့ကခန္ဓာကိုယ်ပိမ့်ပိမ့်တက်တဲလေးတွေလိုချင်တယ်ပိမ့်ပိမ့်တက်တဲလေးတွေလိုချင်တယ်လှလှပပလေးခန္ဓာကိုယ်လိုချင်တယ်ဆိုရင်အဲ့ဒါတွေကိုကြားပါလေလောက်လဲဆိုရင်ပိန်နဲ့ဆေးတွေစားတာတို့ဘာလို့အဲ့လိုမျိုးတွေရှိတာပေါ့နော်ဒါတွေစားချင်ရမလို့ပါဘူးတကယ်ကိုယ့်ရဲ့ခန္ဓာကိုယ်အချိုးစားကြကြလေးလိုချင်တယ်ဆိုရင်လေ့ကျင့်ခန်းတာပုံမှန်လို့ဂျင်းနေပါလေသွားဆော့เนาะဒါကျွန်တော်တို့ကိုယ်တိုင်လည်းဂျင်းနေပါလေဆော့တယ်ကျွန်တော်တို့ကိုယ်တိုင်လည်း ဝါတယ်ဒါပေမဲ့ကျွန်တော်တို့တွေဂျင်ဆော့တဲ့ခါကျတော့ကိုလိုဂျင်တဲ့ခန္ဓာကိုအချိုးစားအောင်လှုပ်ယူလို့ရတာပဲတခုတော့ရှိတာပေါ့ကိုကဂျင်ဆော့တယ်ပါတယ်ဒီလိုမျိုးကိုယ့်ရဲ့ခန္ဓာကိုလှပအောင်ချစ်ချစ်လက်လက်လိုဂျင်နေဆိုရင်တော့ညဘက်ထမင်းကိုတပြဲနဲ့ပြဲမစားနဲ့ပေါ့နော်အာအားရပါရမစားနဲ့ညဘက်ကိုဆိုလို့ရှိဖြစ်နိုင်ရင်ထမင်းမစားတာကောင်းတယ်ပေါ့နော်ထမင်းကိုတနက်ကောက်ကောက်လောက်စားညဘက်ပိုင်းဆိုရင်ဥပမာကြံတဲ့ အသေးအရွက်မုံလေးတွေပေါ့နော် မုံလို့ဆိုရင်အချိုရက်အချိုရက်များတဲ့ဟာတွေမစားဘဲနဲ့အသေးအရွက်စားတာတော့ပိုလို့ကောင်းတယ်ဥပမာတော့ပျော်သီးစားတာတို့စားရအပြင်ပန်းသီးစားတာတို့အဲအဲ့ဒီလိုမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေကိုစားမယ်ဆိုရင်ခန္ဓာကိုယ်ကချက်ချင်းပြောင်းလဲလုပ်ပေးတယ်ပေါ့နော်ဒါကပါလဲကိုကိုယ်တိုင်လဲတွေ့ကြုံနေပဲပေါ့နော် ကိုကိုတိုင်းပြေးတယ်တောင်ပေါ်တွေပြေးတယ်အဲ့ဒီလိုမျိုးပေါ့ညာဘက်ဆိုရင်အစားလာတတလေးတွေဆင်းချင်းနေဆိုခန္ဓာကိုယ်ကအလိုလိုကိုကြသွားတယ်ပေါ့နော်အဲ့လိုမျိုးเนาะဒါကြောင့်မို့လို့เนาะအလှကြိုက်တဲ့မမတွေညီမလေးတွေအနေနဲ့အထူးခရုစိုက်ပါလို့ဒီမမကြီးကိုကြည်ပြီးတော့သင်ကန်းစာယူနိုင်ကြပါစေလို့ပြောရင်းနဲ့နောက်ပြည့်တွေမှာပြန်လဲဆိုစည်းကြမယ်เนาะอืมခုတော့တွားပြီပေါ့